ပေါ်ချောင်းတပါဒီမွေးနေမှာလာဆောင်မဲမဲနနာလို့ချနာရကောဝဲပြီးမင်းရမွေးနေမှာတစံဖုန်းနောက်ဆရာပေးနေကြတဲ့ CI project များအားလုံးပဲမြင်လာမယ်ခင်ပါရှင် project များလုံးအတွက်အမှတ်တရနေ့အစီအစဉ်ကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ် ။တစဉ်ပရိသတ်များရှင်အမတ်တရားနေ့စီစဉ်ရဲ့မွေးနေ့ဆုတောင်းစီစဉ်လေးကနေပြီးတော့ဒီနေ့ပထမအဆုံးနေနဲ့မွေးနေ့ဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ကတာမျိုးမာနေတဲ့ဖောဖွားတော်များကြီးရဲ့85နှစ်ပြည့်မွေးနေ့အတွက်ဆုတောင်းပေးရမှာပဲဖြစ်ပါတယ်။ကတာမျိုးမာနေရဲ့ဖောဖွားတော်များကြီးရဲ့85နှစ်ပြည့်မွေးနေ့တက်ကိုတော့မုံရွာမျိုးမာနေရဲ့လှိုင်လှိုင်နင်းကနေပြီးတော့ဆုတောင်းပေးထားပဲဖြစ်ပါရှင့်။ဆုတောင်းစကားလေးကိုလည်းပါထားပါသေးတယ်။ဆုတောင်းစကားလေးကတော့ဖောဖွားမွေးနေ့ရစပြီးကျမ်းမာပျော်ရွှင်ပါစေ ီဆိုပြီးတော့မွေးနေ့ဆုတောင်းလေးတောင်းပေးထားပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအမတ်တရားနေ့အစီအစဉ်ရဲ့နောက်ထပ်မွေးနေ့ရှင်ကတော့ အရာတော်မျိုးနဲ့ကံသုံးစစ်မာနေတဲ့ဖဖွားတော်အောင်ရှန်ရဲ့92နှစ်ပြည့်မွေးနေ့အတွက်ဆိုပြီးတော့ပါဝင်တောင်းဆိုပေးလာတာပါအရာတော်မျိုးနဲ့ကံသုံးစစ်မာနေတဲ့ဖဖွားတော်အောင်ရှန်ရဲ့92နှစ်ပြည့်မွေးနေ့ကိုတော့အရာတော်မျိုးနဲ့ကံသုံးစင်ရပါပဲမိရဖြစ်ကြတဲ့စံတိုးအောင်ခိုင်မာအူထူးထူးဆန်တမီးကြီးမခင်မြေ တမီမခင်တဲ့မခင်ဝင်တာဥအောင်ဆန်းဥအောင်ထေမခင်မာရွှေမခင်မာကျူနဲ့အတူ မခင်မာမူရောနေပြီးတော့ပအဝင်စုတောင်းပေးထားပဲဖြစ်ပါရဲ့ရှင်။ ီတစ်ခါမှာတော့ဆက်လက်ပြီးမွနိစုတောင်းပေးရမယ့်မွနိရှင်လေးလည်းရှိပါသေးရဲ့ရှင်ရန်ကုန်မြို့မှနေတဲ့ပိုရီရတမျိုးရဲ့အသက်28နှစ်ပြည့်မွနိတွန်းဆိုပြီးတော့ပါဝင်တောင်းဆိုပေးလာတာပါပါဝင်တောင်းဆိုပေးလာတဲ့သူကတော့ရန်ကုန်မြို့ကပါပဲရှင်ရန်ကုန်မြို့မှနေတဲ့သက်ဆိုင်သူရှင်းရှင်းရပါဝင်တောင်းဆိုပေးလာပဲဖြစ်ပါတယ်မွနိစကားလက်ဆောင်မလေးကိုလည်းပါထားပါသေးရဲ့စကားလက်ဆောင်လေးကတော့ကိုဆန္ဒနဲ့ဘဝထက်တူကြလို့ရှိန်ပူချစ်ပါတယ် ဟုတ်ကဲ့ပါရှင်။နောက်ထပ်မွေးနေ့ဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ရုပ်ရှင်ဗီဒီယိုတရုတ်ဆောင်ဖြိုးငွေဆိုရဲ့မွေးနေ့ဒရပါဆိုပြီးတော့ချီယာရဲ့ပရိသတ်တယောက်ကနေပြီးတော့ပေါဝင်တောင်းဆုပေးလာတာပါ။ပေါဝင်တောင်းဆုပေးလာတဲ့သူကတော့မိထီလာမျိုးမာနေရဲ့ဆန်ဆန်မွေးဖြစ်ပါရှင်။ တစဉ်ပြိသက်များရှင်အမတ်တရားနေ့အစီအစဉ်ရဲ့နောက်ထပ်မွေးနေ့ရှင်ကတော့မန္တလေးမြို့မှာနေတဲ့နမ်မမရဲ့16နှစ်ပြည့်မွေးနေ့တွန်းဆိုပြီးတော့ပါဝင်တောင်းဆိုပြီးလာပဲဖြစ်ပါတယ်။မန္တလေးမြို့မှာနေတဲ့နမ်မမရဲ့16နှစ်ပြည့်မွေးနေ့တွက်ကိုတော့မန္တလေးမြို့ကပါပဲနန်းဟိမန်နဲ့အတူနန်းစဉ်ထွေးတော်ကနေပြီးတော့ပါဝင်တောင်းဆိုပြီးလာပဲဖြစ်ပါရဲ့ရှင်။ ဟုတ်ကဲ့ပါအမတ်တရားနေ့စီဇန်လေးရဲ့မွေးနေ့ဆုတောင်းစီဇန်လေးကနေနောက်ဆုံးဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ရေမြို့မှာတောင်းရင်ထန်းဆောင်နေတဲ့ဘူသူရအောင်ရဲ့24နှစ်ပြည့်မွေးနေ့တွန်းဆိုပြီးတော့ပောင်ဝင်တောင်းဆိုပေးလာတာပါပောင်ဝင်တောင်းဆိုပေးလာတဲ့သူကတော့ပြုံးလင်းမြို့မှာနေတဲ့ညမတင်လူလူထေကနေပြီးတော့ပောင်ဝင်တောင်းဆိုပေးလာပဲဖြစ်ပါရှင် တဇယဖန်ပရိသတ်များအားလုံးကိုမတရားနေ့အစီအစဉ်ရဲ့ချက်ချင်းအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ ရိသတ်များရှင်ဒီကနေ့အမှတ်တရနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်လေးမှာပါဝင်လာတဲ့သူကတော့ပြုံလင့်မျိုးမာနေရဲ့နှင်းယတနာဝင်းတဲ့သူချောယတနာဝင်းတို့ကပါဝင်လာပဲဖြစ်ပါတယ်သူတို့တွေကတော့ဇဘူတိမျိုးမာနေတဲ့ဦးနေဝင်းတဲ့သူဒေါတင်ကြီးတို့ရဲ့ မင်္ဂလာတသက်53နှစ်ပြည့်တွင်ဆိုပြီးတော့ပါဝင်တောင်းဆိုပေးလာတာပါ စကားလက်ဆောင်လေးကိုလည်းပါထားပါသေးရဲ့ရှင်စကားလက်ဆောင်လေးကတော့ရတုအဆက်ဆက်ဥနဲ့တတော်အေးချမ်းစွာနေထိုင်နိုင်ပါစီဆိုပြီးတော့စကားလက်ဆောင်လေးပါထားမယ်ဖြစ်ပါရဲ့ရှင် ။တစဉ်ပရိသတ်များရှင်အမတ်တရားနေ့အစီအစဉ်ကိုတော့ဇူကနေပြီးတော့တင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်။ပရိသတ်ကြီးကအမတ်တရားနေ့စီစဉ်လေးခါနေပြီးတော့မွေးနေ့ရှင်နေတဲ့သူချက်သူစုံတွေမင်္ဂလာမောင်နှံနဲ့အားလုံးတက်ကိုစုမှုစကားနဲ့ချွေပေးကြပါလိမ့်ဆိုရင်တော့တဇယဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3936391639နဲ့အတူတူတဇယဖန် Entertainment YouTube Channel မှာလည်း ကွန်မန့်လေးနဲ့အတူတူပေါင်းရင်တောင်းဆိုနိုင်ပါတယ်ဆိုတာကိုအသိပေးရင်လည်းပရိသတ်များအားလုံးကိုဒီနေ့ရဲ့အမှတ်တရနေ့အစီအစဉ်ခါနေပြီးတော့နှုတ်ဆက်လိုက်ပါရရှင်။